အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ကုညီပေးနေလူတယောက်ချင်းစီတိုင်းညာကျူးတင်ပါတယ်ကျွန်တော်တို့ဒါကေစိညီကိုတွေတယောက်ချင်းစီတိုင်းကိုအများကြီးကျူးတင်ပါတယ်ဒီနေရာမှာဒါကေစိညီကိုတွေဆိုလည်းအခုလက်ရှိမှာလက်အိတ်တောင်မပါတချို့ဆိုဒါကျွန်တော်တို့နိုင်ငံကြီးမင်းညမင်းကလာကျွန်တော်တို့မန်လီမှာကေဆေကြီးတပ်ပုံကြီးတပ်ပုံတက်လာတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကကေဆေကြီးနေတာကျွန်တော်တို့မလေးရှားကကေဆေတရုတ်ပြည်ကလာမသိကေဆေကြီးနေတာကျွန်တော်ရှင်ပြီးရည်တဲ့ တို့မြန်မာနိုင်ငံကယ်ဆယ်ရေးမှာဆိုကျွန်တော်တို့ဒါကြည့်လိုက်မဲ့ဖက်နက်ကအစာကွာပါတယ်ဒါကျွန်တော်တို့ဒါဟိုခြေစားညက်ဥပပေါ်ဟိုကျွန်တော်တို့ဒါအေးဟိုရောဘာဖက်နက်နဲ့ဒါကျွန်တော်တို့လူတွေကိုခက်ခက်ခဲခဲဒါကျွန်တော်ကြောက်ပုံနေတော့တယ်ကျွန်တော်တို့ဖက်ကဒါ equipment အပြည့်အစုံနဲ့လုပ်နေတယ်ပေါ့ပါတယ်ပေါ့နော်အဲ့တော့ တခါကျရင်ခမောက်ကျိုက်လို့ညင်လို့ရတယ်နိုင်ငံကောင်းတယ်မကောင်းဆိုအများကြီးညင်လို့ရတယ်ဒါပေမဲ့ဒီလိုမျိုးအခြေအနေမျိုးမှာဆိုကျွန်တော်နိုင်ငံဘယ်လောက်ထိလိုအပ်ချက်တွေများလဲဆိုခမောက်လက်ညှိုးထူးတွေးရမယ်တဲ့မှာပါတယ်ကျွန်တော်နိုင်ငံဘယ်လောက်ထိနောက်တည်ခစ်ပြန်ဆုတ်သွားဆိုဒီလိုမျိုးတွေအများကြီးတွေးရတယ်မှာပါတယ်အဲ့တော့ဒီညမှာကျွန်တော်နိုင်ငံကြီးတွေအများကြီးမပြောတော့ဘူးဒါအာရုံနောက်တပြီးတော့မှဒါကျွန်တော်ထပ်ပြီးတော့ဘောက်ချာကြီးဆုတ်ရမှာစားလေးရှိပါတယ်ဒီနေ့မှအဓိကပြောချင်တာတစ်ခုရှိပါတယ်ဒါဒီဗီဒီယိုကဒါကျွန်တော်ဟို10မိနစ်ရှိနေလဲရှိကျွန်တော်ပြောမှုပဲဒါပေမဲ့9မိနစ်တော့ကျွန်တော် aim လုပ်တာအဲ့ဒါကဘာလဲဆိုတော့ aftermath ပါ ျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေနဲ့အမြဲတမ်းဒါကျွန်တော်ကုညင်းနေမှာဝုံတိုင်းဝုံတိုင်းအမြဲတမ်းကုညင်းနေမှာနံပါတ်၁ပါပဲဒါပေမဲ့ after math မှာလက်နှီးကြပါတယ် after math ဆိုတာဘာကိုပြောချင်တာလဲကျွန်တော်ဒါဒီနေရာမှာငလင်တန်ပြီးသွားပြီဒီ okay နောက်နှစ်ပတ်လောက်နေအကုန်လုံးဒါကျွန်တော်နည်းနည်းလေးတွေးအီးသွားမှာကျွန်တော်စိတ်ပူတာပါ သွေးလို့မရပါဘူးအခုလက်ရှိမှာဒါကျွန်တော်တို့ပုံမွေလင်းလင်းပြောရမယ်ဆိုရင်ဒါကျွန်တော်ဒီငလင်းတန်ကြောင့်ဒါကျွန်တော်တို့ပြီးပါမယ်ဖြစ်သွားတဲ့ကလေးတွေအများကြီးရှိနိုင်တယ်ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ယောက်ျားတွေစုံသွားပြီးဒါအခုလက်ရှိမှာအခုခိုကိုးရမဲတဲ့ကျွန်တော်အန်တီတွေအမတွေဒါကျွန်တော်ဖွဖွားတွေအများကြီးရှိလာနိုင်တယ်ဒါနောက်ပါဆိုကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ဒါဟိုဒီငလင်းတန်ကြောင့်မို့ disable ဖြစ်သွားတဲ့ညီကိုတွေအများကြီးရှိလာနိုင်တယ်ဒီလူတွေအတွက်ကျွန်တော်တို့ဘယ်လိုမျိုးဆက်ပြီးတော့ကုညီရမလဲဆိုတော့ကျွန်တော်စပြီးစဉ်းစားဖို့လိုပါတယ်အခုလက်ရှိချိန်မှာဒါကျွန်တော်ကေတေကေစင်ပရစ်ဆိုကျွန်တော်တို့ကေတေ ဥစ္စာတွေကျွန်တော်လုပ်နေတယ်ပေါ့ကယ်ဆယ်ရေးစီစဉ်ကျွန်တော်လုပ်နေဥစ္စာတွေကျွန်တော်ရှိတယ်ဟုတ်တယ်ဒါကြီးကိုရမယ်နော် after math ကိုကျွန်တော်လက်ရှိမှာစတင်ပြီးစဉ်းစားမယ်ဥပမာပေါ့လူမယ်ဆိုရင် after math အတွက်အခုချိန်မှာစတင်ပြီးတော့စဉ်းစားဖို့တော့ကျွန်တော်လိုလာပြီလို့မြင်တယ် after math ဆိုတာဘာမျိုးပြောချင်တာကျွန်တော်မျက်စိတည်းအမြင်ဆုံးပြောမယ်ခင်ဗျာဖုန်းတစ်လုံးဝယ်လိုက်ပြီဆိုရင်အဲ့ဒီဖုန်းရဲ့ကျွန်တော်ဘယ်လိုလဲကျွန်တော်တို့ service ကိုဝယ်တဲ့ဥစ္စာအများကြီးပေါ့မလဲရှိမှာကျွန်တော် Apple ဆိုရင်တစ်နှစ် warranty ပါတယ်ခုနကပြောလို့ကြတာကျွန်တော်တို့ Samsung ဝယ်ဆိုဒီတစ်နှစ် warranty မှာကျွန်တော် battery အဲ့လိုမျိုးပဲကျွန်တော်လက်ရှိမှာဒါငလျင်ကိုအခုချိန်ငလျင်ပုံစံမျိုးဒါကျွန်တော်တို့ ုံစံမျိုးဒါတွားတာမဟုတ်ဘဲနဲ့ကျွန်တော်ဒါငလျင်ပြီးပြီဆိုရင်ငလျင်တန်ခံစားနေလို့ကျွန်တော်ဘယ်လိုကူညီမလဲအခုလက်ရှိမှာဒါကျွန်တော်တို့စိတ်တက်ပိုင်းရဘယ်လိုတွေကူညီဖို့စဉ်းစားထားလဲဒါကျွန်တော်တို့ physical ပိုင်းရဘယ်လိုတွေကူညီဖို့စဉ်းစားထားလဲ mentally ပိုင်းရကျွန်တော်အရေးကြီးတယ်ဘယ်လိုကူညီဖို့အဲ့တော့အရေးကြီးတာကျွန်တော်တို့ mentally ပိုင်းရဒါကျွန်တော်ကူညီဖို့အများကြီးလိုအပ်ပါတယ်အတူတူပြေဒါကျွန်တော်တို့ phantom quick ဒီပုံစံမျိုးလိုအပ်တယ် phantom quick ဆိုတာဘာကိုပြောရလဲဒါကျွန်တော်မနေ့ကအမတစ်ယောက်တင်ထားတာတွေ့လိုက်တယ်ကျွန်တော်အမတစ်ယောက်ရေးပြီးတင်ထားတာကျွန်တော်တွေ့လိုက်တယ်ဖန်တမ်ခွိတ်ဆိုတာကျွန်တော်တွေ့လိုက်တယ်ဖန်တမ်ခွိတ်ဆိုတာအခုလက်ရှိမှာဒါကျွန်တော်တို့ငလင်းမလှုပ်ပဲ ဲနဲ့လှုပ်တာကိုခံစားရတယ်လို့မူမှာကျွန်တော်ကြံတဲ့လူမျိုးကျွန်တော်တော့လူမျိုးခံစားရတယ်။အဲ့တော့ကျွန်တော်အကြီးကျယ်ရိုက်ခဲတယ်ကျွန်တော်ဒါမမတ်ရဲ့အိုက်ငလင်းလှုပ်တဲ့ချိန်မှာကျွန်တော်လာဝရောက်နေတယ်လာဝရောက်နေချိန်မှာကျွန်တော်တို့တဲ့အဖျားခတ်သွားတယ်။ဒါပေမဲ့ကျွန်တော်တညာတော့တော်နေပေါ့ကျွန်တော်စိတ်ထဲမှာလှုပ်တယ်လှုပ်တယ်လှုပ်တယ်ဆိုတဲ့ဥစ္စာကျွန်တော်ခံစားပေါ့ဆိုပြီးလှုပ်ပြီဆိုရင်ကျွန်တော်တို့ကခုနကပြောကြောက်စိတ်ကပါလာအဲ့တော့ Phantom Quake ဆိုတဲ့ဥစ္စာကကျွန်တော်လက်ရှိမှာဒါလူတော်များခံစားလာနေအထူးသဖြင့်ဒါကျွန်တော် Manly စကိုင်းပျော်ပွေတာကျွန်တော်ဒီအဲ့ဒီစကိုင်းပြည့်ယူဂျွန်နာကအဓိကထိခဲ့တဲ့မြို့တွေရဲ့လူတွေအကုန်လုံးဒီယာကြီးကိုစတင်ပြီးခံစားလာနေတယ်။အဲ့တော့ဒီကိုကျွန်တော်ဘယ်လိုကူညီပေးမလဲ။အကယ်၍ခုနကပြောလို့ တာကျွန်တော် PDS ဒီ post traumatic disorder ပေါ့နော်ဒါကျွန်တော်တို့ post traumatic disorder လို့နာပါတယ်ဒါကြီးဖြစ်ပြီးရင်တို့စိတ်ထဲမှာဒါကြီးထပ်ဖြစ်မှာကိုကြောက်တဲ့စိတ် ဒါဒီခုနပြောသူပြီးအဓိကကျွန်တော်ဘင်နာကကူညီနိုင်တယ်အဓိကလီလက်ရှိဒါပြီးတော့ကျွန်တော်တို့ဒါ physical ကျန်းမာရေးအပြင်စိတ်ကျန်းမာရေးကိုကျွန်တော်အများကြီးပြောအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစိတ်ကျန်းမာရေးနဲ့ပတ်သက်အများနဲ့အားနေတယ်ဗျအများနဲ့ကျွန်တော်စိတ်ကျန်းမာရေးနဲ့ပတ်သက်အများနဲ့အများနဲ့အားနေတာကိုတွေ့ရမယ်စိတ်ကျန်းမာရေး program ဒီမှာကျွန်တော်တို့ဒါဘယ်လိုမျိုးကူညီနိုင်မလဲအဲ့ဒါကျွန်တော်တို့ဒီကကျွန်တော်တို့တက်နေကျွန်တော်တို့ဒါစိတ်ကျန်းမာရေးနဲ့ပတ်သက်ကျွန်တော်အရင်စိတ်ဝင်ဆုံးကျွန်တော်တို့လည်းဘယ်လိုကူညီပေးနိုင်မလဲလူတွေကိုဘယ်လိုစကားပြောမယ်အခုလက်ရှိမှာဒါခုနပြောလို့ပြတချို့ကြခုနပြောလို့ခန္ဓာကိုယ်အင်္ဂါ social သွားရင်ဒီစိတ်ကျန်းမာရေးပါထိခိုက်သွားချင်ဘာမှလုပ်လို့မရတော့ဘူး အဲ့တော့ခုနကပေါ်တယ်ဗျာညာညာအိမ်မပြောတာဒီခုနကပေါ်ညာငါအိတ်လိုက်တဲ့အချိန်မှာငါပေါ်ပြီးတော့ခုနကပေါ်တယ်ဗျာငါအိတ်လိုက်တဲ့အချိန်တချို့ကြမိသားစုဆုံးရှုံးကြတဲ့အဲ့ဒီ pressure အင်မတန်မှအရန်ဆိုးရတယ်မှာပါပါတယ် ်ပြောချင်တာအဲ့ဒါပဲအဲ့တော့စိတ်ကြမ်းမာရေးကိုလည်း why won't be after math မှာကုညီပေးကြပါအောင်စိတ်ကြမ်းမာရေးဒါကျွန်တော် channel တွေစိတ်ကြမ်းမာရေးဒါ facebook page တွေအများကြီးလည်းဖွင့်ပေးကြပါအောင်ဒီနေရာမှာကျွန်တော်ဒါတကုနာပေါ့စိတ်ကြမ်းမာရေးဖြစ်တော့ကြောင့်ဒါကျွန်တော် tele consulting လုပ်လို့ရပါတယ်ဖုန်းနဲ့ပဲပြောပြီးမလားကျွန်တော်ဒါ zoom meeting နဲ့ပဲလုပ်ပြီးမလား video call နဲ့ပဲလုပ်ပြီးမလားဒါတွေကိုလုပ်ပေးဖို့ကျွန်တော်လုပ်ဖို့တယ်အဲ့အဓိကဒီနေရာမှာဒါတွေကိုလည်း funding လုပ်ပါတယ်ဒီ funding အတွက်လည်းကျွန်တော်တို့ဒါကျွန်တော်ကိုယ်တိုင်ငွေရှာပေးပါအောင်မယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော် excite ဒီ funding ဒါပိုစိတ်ကြမ်းမာရေးအတွက်လည်းဒါအများကြီးငွေရှာပေးပါအောင်မယ်နောက်တစ်ခုနေခုလက်ရှိမှာဒါကျွန်တော်ကလေးတွေပါအခုလက်ရှိမှာကျွန်တော်ကလေးန နဲ့ပတ်သက်ပြီးသတင်းတွေအများကြီးကြားရတယ်။တချို့တွေခုနပြောသလိုပဲဒီအချိန်မှာတော့ကျွန်တော်တို့မူโจချောင်းပါညာရောက်နေကြအောင်အဖေမေနှစ်ယောက်လုံးကိုဆုံးပါသွားပြီးတော့တချို့လူမမယ်လေးတွေအများကြီးရှိပါတယ်။အဲ့လူမမယ်လေးဆိုခုနပြောသလိုပဲဘယ်လိုဆက်လုပ်ကြမလဲ။ဒါမျိုးတွေကျွန်တော်စတင်ပြီးတော့စဉ်းစားဖို့လူလာပြီးလို့ကျွန်တော်မြင်တယ်ပေါ့နော်။အဲ့ဒါကအဓိကအကြောင်းပါ။အဲ့တော့ after math ကိုတော့အများကြီးအများကြီးအများကြီးကျွန်တော်စဉ်းစားဖို့လို့အဲ့တော့ကလေးတွေကျွန်တော်ဘယ်လိုကူညီမလဲ။ခုနပြောသလိုလက်ရှိမှာဒီလိုကလေးဆိုတာကျွန်တော်တို့ process လုပ်နိုင်အောင်မကြုံမတွေ့တချို့ဒါ10နှစ်နဲ့အထက်ပုံစံမျိုးသူတို့ process လုပ်ရင်လုပ်နိုင်မယ်ဒါပေမဲ့10နှစ်အောက်ကလေးအနေနဲ့သူတို့မိဘ နှစ်ချင်းကြရင်ပျောက်သွားတယ်သူတို့ process လုပ်လို့မရနိုင်လို့မြင်တယ်အဲ့တော့ခုနကပြောလူကြီးရဲ့အတွက်ကြီးပဲစိတ်ကျဲမာရင်မဟုတ်ပဲねကလေးအတွက်လည်းဒါစိတ်ကျဲမာရေးအတွက်အများကြီးအများကြီးကျွန်တော်တို့လူတယ်လူကျွန်တော်အနေနဲ့ပြောပြရစေတကယ်ကိုဒီနေရာမှာဒါကြီးကအများကြီးအများကြီးကျွန်တော်လူတယ်လို့ပြောပြရစေအဲ့တော့ဒီနေရာမှာကလေးအတွက်ခုနကပြောလို့ပဲကျွန်တော်တို့ဒါ physical need အတွက်ကိုပြောလို့မယ်ခုနကအခုလက်ရှိမှာကျွန်တော်ခဏခဏတွေ့ပါတယ်ចောင်းနေအနေနဲ့ကျွန်တော်အများကြီးကြည့်တင်ပါတယ်အခုလက်ရှိမှာဒီထက်ပို့ပြီးတော့ចောင်းအများကြီးလဲကြာကျွန်တော်ဝိုင်းဝန်းပြီးကူညီပေးကြအောင်တကယ်တမ်းငလင်းတန်ရောက်ဆုံရှုံသွားတဲ့ဒါကျွန်တော်မိသားစုတွေများရှိပြီးအဲ့ကလေးတွေကိုဒါចောင်းနေအနေနဲ့ဒါအလကားပညာသင်ခွင့်ဒီចောင်းနေအတွက် တယ်ရောအလကားပညာသင်ခွင့်ဖြစ်အောင်ကျွန်တော်တို့ဒါအကြောင်းတွေကိုဘယ်လိုမျိုးဝိုင်းဝန်းပြီးတော့ငွေအားဖြင့် support လုပ်မယ်ဒါတွေကိုကျွန်တော်တို့တွေရောလို့ခုနပြောလို့ဒါကျွန်တော်တို့ mentally ရမှာအခုလက်ရှိမှာကလေးတွေအတွက်ပေါ့နော်ဒါကျွန်တော်နောက်အနာဂတ်အတွက်ဒါကျွန်တော်ဘယ်လိုဘူးရှိလဲနောက်တစ်ခုအနေနဲ့ဒါကျွန်တော် structure building အခုလက်ရှိမှာဖြစ်သွားတော့ဒါ mentally မှာအဆိုးဆုံးက skyview ကွန်ဒိုပါပဲအဲ့ဒါကပါဆိုငလျင်တန်ကိုဒါကျွန်တော်စိတ်ချရဲဆိုပြီးလူတွေဝယ်ထားခဲ့တာ တဘာဝဘေးအန္တရာယ်ဆိုတာမဖြစ်ရင်တော့ကောင်းတယ်မဖြစ်တာလည်းများတယ်ဖြစ်ပြီဆိုရင်သူများတစ်ဆိုးပါတယ်အဲအခုလက်ရှိမှာဒါဒီလိုမျိုးဒါကျွန်တော်ဘယ်လိုအဲ့တော့တကယ်တမ်းကျွန်တော်တို့က process တွေဘယ်လိုအခုလက်ရှိမှာဒါရှိပြီးသား building တွေကိုကျွန်တော်ဘယ်လိုမျိုးကူညီပြီးလုပ်တချို့ကြခုနကပြောလို့ပဲရှိစုမဲစုလေးအိမ်ဝယ်ထားအခုလက်ရှိမှာကျွန်တော်အသိရတဲ့မှာအခုလက်ရှိမှာတန့်တဲ့နေနေရလူတွေအများကြီးရှိအဲ့တော့ဒီလူတွေကိုကျွန်တော်ဘယ်လိုကူညီနိုင်မလဲဒီလူတွေရဲ့အိမ်တွေကို structure ကကျွန်တော်ဘယ်လိုအဓိကလူတာကဒီနေရာမှာအဆိုးဆုံးလုပ်ဖို့အဆိုးရွားဆုံးလူတွေကအိမ်ဆောက်ပစ္စည်းတွေကိုဈေးတင်တာပါပဲ အင်ဆောက်ပစ္စည်းတွေကိုလုံးဝလုံးဝလုံးဝဈေးမတင်ပါနဲ့ဒီလိုအချိန်မှာအကုန်လုံးကဒါအလုပ်ဘလို့ပြန်လုပ်ရမလဲစဉ်းစားနေတဲ့အချိန်မှာတော့တို့အိမ်လေးအနည်းနဲ့အများပြန်ကောင်းဖို့တို့ခေါင်းမိုးလေးပြန်ကောင်းဖို့တောင်စဉ်းစားနေတဲ့တွေအတွက်ကြောင့်မို့တဲတို့ဘီလက်မြေတို့အုတ်တို့ကြောက်တို့ကိုဈေးတင်မှုအကုန်လုံးမစဉ်းစားပါနဲ့ဒီလိုမျိုးအချိန်မှာလုံးဝမစဉ်းစားခုနကပြောတဲ့ stint လူကဘုန်းတော်ပေါ်တော့ဆိုပြောမှအမျက်မရဘူးဆိုတော့အရင်နဲ့ရောင်းမိပါဘုန်းတော်အရင်ကိုတော့ short မ short မ short ပါနဲ့ရပါတယ်အရင်ပုံစံမျိုးလေးရောင်းမိပါဒါကိုတော့ကျွန်တော်လင်ညာက request လုပ်ချင်ပါအဲ့တော့ after bed ဒီမှာကျွန်တော်အများကြီးအများကြီးကူညီဘုန်းတော်ပေါ်ဆိုလက်ရှိမှာဒါ ယောက်ျားသားတွေဆုံရှုံသွားရင်မိမ့်ပါတယ်ခုနကပြောသူတို့အနေနဲ့လက်ရှိမှာဒါဘလောက်တိ independent woman ဖြစ်ဖြစ်သူတို့ရဲ့ခုတ်ကိုယ်ရဲ့အားကိုယ်ရဲ့ဖြစ်တဲ့ဒါကြောင့်သူတို့ရဲ့ husband တွေကိုဆုံရှုံသွားတဲ့လူတွေအနေနဲ့ဒါတွေကိုကျွန်တော်တို့ mentally ရဘယ်လိုကူညီမလဲကျွန်တော်မိမသားအချင်းချင်း consultation ဘယ်လိုလုပ်မလဲမိမသားချင်းချင်းဒါကူညီရင်း sector တွေကျွန်တော်ဘယ်လိုလုပ်မလဲ hotline တွေကိုကျွန်တော်ဖွင့်ရမလားဒါမျိုးတွေကျွန်တော်အဖက်ဘက်ကနေပြီးကူညီပေးဖို့တော့ကျွန်တော်ဒီညကနေပြီးတော့ telecom တွေကိုလည်းအများကြီးအများကြီးအများကြီးမြတ်တရခိုင်နေပါဒီညမှာကျွန်တော်ဒီညမှာအများကြီးလုပ်ချင်တာဒါကျွန်တော်နောက်တစ်ခုအနေနဲ့ suicide hotline မှာဒီအရာကြီးကိုမပြောချင်ဘူးအခုလက်ရှိမှာမိသားစုလိုက်ဆုံရှုံထားတဲ့ဒုတိယအနေနဲ့အခုချိန်မှာသူတို့သူ့ကောင်းနေမှာ ဒီတွေးပဲရှိမှာပါအဲ့တော့ခုလက်ရှိအချိန်မှာ suicide hotline အတွက်အများကြီးအများကြီးဒါအရေးကြီးပါတယ် telecom နဲ့ DIG ကိုအများကြီးဖွင့်ပေးပါခုလက်ရှိမှာ dedicated line တွေကျွန်တော်လုပ်ပေးဖို့အတွက်ကျွန်တော်ဒီနေရာကနေပြီးတော့ request လုပ်ပါတယ်လူကြီးမင်းတွေကိုကျွန်တော်လက်ရှိမှာကျွန်တော်ကိုယ်ရဲ့ဒါနိုင်ငံပြင်မှာရောက်နေလူတယောက်နဲ့ကျွန်တော်ဒါ suicide hotline အတွက်ခုလက်ရှိမှာ dedicate လုပ်ပေးပါဘာလို့မိသားစုတယောက်ဆုံးရှင်းနေတယ်ငါဒီညမှာအသက်ရှင်ဖို့မထိုက်တန်တော့ဘူးဆိုတဲ့ mentality ဖြစ်နေလူတွေအများကြီးရှိပါတယ်အဲ့ဒီလူတွေကိုကျွန်တော်တို့ကယ်တင်ပေးဖို့အများကြီးလိုပါတယ်ကူညီပေးကြပါအောင် dedicated suicide hotline လေးလုပ်ပေးကြပါအောင်ကျွန်တော်ပြောချင်ပါတယ် နောက်တစ်ခုအနေနဲ့ဒါကျွန်တော်ပြောချင်တာကနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်လက်ရှိမှာ disable ဖြစ်သွားတဲ့လူတွေကိုဘယ်လိုမျိုးလုပ်မလဲရေရှည်ရဒီလူတွေအတွက်ကျွန်တော်ဘယ်လိုမျိုးကူညီပေးမလဲခြေပြက်လက်ပြက်ဒါဒီလိုမျိုးလူတွေဖြစ်သွားတာ disable ခြေတော့ဆုံးရှုံးတဲ့လူတွေလက်ဆုံးရှုံးတဲ့လူတွေဒါကျွန်တော်ခန္ဓာကိုယ်အစိပ်ပိုင်းဆုံးရှုံးတဲ့လူတွေအတွက်ရေရှည်အတွက်ဘယ်လိုလုပ်မလဲအလုတ်ခွေမှာဒီလူတွေကိုဘယ်လိုကူညီမလဲဒါတွေကိုကျွန်တော်စတင်ပြီးတော့စဉ်းစားဘူးလို့ပြီးကူညီပေးဖို့အတွက်လည်းကျွန်တော်ဒီညကနေပြီးတောင်းဆိုပေးကြရစေကျွန်တော်ဒါဘောလုံးညီကိုကြီးလေးကူညီပေးဖို့အတွက်အကုန်လုံး ready ဖြစ်ပါစေလို့ပြောပြစေအဲ့တော့ ဒီနောက်မှလည်းရပ်နေပါနဲ့ကျွန်တော် after math ကိုလည်းအများကြီးအများကြီးအများကြီးကူညီပေးကြပါအောင်ကျွန်တော်တော့ပြပါအောင်အဲ့တော့ဒီညကနေကူညီပေးနေတဲ့လူကြီးမင်းတွေကူညီပေးနေတာကျွန်တော်ကယ်ဆယ်ရေးတွေငွေအားစိတ်အားလူအားကူညီပေးနေတဲ့ကျွန်တော် channel တွေအကုန်လုံးလည်းအများကြီးကျူးတင်ပါတယ်ကျွန်တော်ညီကိုတွေမှာကျွန်တော်ပဲရှိပါကျွန်တော်တို့ညီကိုမောင်မတွေမှာကျွန်တော်ညီကိုမောင်မတွေရှိပါပြည်သူမှာပြည်သူပဲရှိပါတယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့အများကြီးအများကြီးအများကြီးကူညီပေးကြပါအောင် ဒီတိုင်းပဲရက်မနေပါနဲ့နှစ်ပတ်လောက်ပြီးရင်ပြီးသွားမယ်ကိစ္စမဟုတ်ဒါဟာနှစ်နဲ့ချီကြာမယ်ကိစ္စမဟုတ်နှစ်နဲ့ချီကြာတဲ့အချိန်မှာကျွန်တော်ပြည်သူတွေကို why will be ကူညီပေးကြပါအောင်လို့ပြောပြရစေဒါတော့ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တော့ကုန်ပြီပါအောင်ဗျဒီဖောက်ပါ